we are not celebrating something that arrived to an end. No, today it's the beginning of a new process that we want to be alive and open and transparent. မြန်မာနိုင်ငံအတွက်လမ်းပြမြေပေါ်ဟာအရက်ဖက်အဖွဲ့အစည်းတွေကိုပေးနေတဲ့ဥရောပတမကရဲ့ပံ့ပိုးကူညီမှုတွေကိုပို့ပြီးတော့အလေးထားအယုံဆိုင်စေဖို့နဲ့ပူးပေါင်းဆောင်ရွက်မှုတွေမှာအားကောင်းစေဖို့ရည်ရွယ်ထားတာကြောင့်အခုထက်ပိုရဲ့ကြိုးတက်ရောက်မှုတွေရှိလာစေမှာဖြစ်ပါတယ်။ ဥရောပတမကနဲ့ပြည်တွင်းလူမှုဖွဲ့စည်းတွေကြားမှာခိုင်မာအားကောင်းတဲ့ဆက်ဆံရေးလမ်းကြောင်းတွေဖြစ်တည်လာဖို့ကဒီလမ်းပြမြေပုံရဲ့လူရင်းရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ Uh we have many civil society organizations that come not from Yangon that come away so it will be over to cover all country and we all know that in ethnic areas the civil society plays a very important role, especially in the delivery of social services. So let's see what, what it comes. What I would like is to, to strengthen is what I said in the beginning. Today, we are not celebrating something that arrived to an end. No, today it's the beginning of a new process that we want to be alive and open and transparent. ဥရောပသမဂဟာမြန်မာနိုင်ငံတွင်းမှာလှုပ်ဆောင်နေတဲ့စီမံကိန်း80ကျော်တွေက <laughs> လုပ်ငန်းပေါင်း30ကျော်ကိုပြည်တွင်းရပ်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့အစိုးရနဲ့ဒိုင်းသားအဖွဲ့အစည်းတွေကြားကငြိမ်းချမ်းကဏ္ဍတွေမှာလည်းပါဝင်လုပ်ကိုင်နေတာပါအခုလိုလမ်းပြမြေပုံဖြစ်လာဖို့အတွက်ဥရောပတပ်မကနဲ့ရပ်ဖက်အဖွဲ့အစည်းတွေဟာရန်ကုန်မန္တလေးနဲ့မော်လမြိုင်မြို့တွေမှာလေးကြိမ်တိုင်တိုင်တွဲဆုံဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်မြမပြည်တွင်းကရပ်ဖက်အဖွဲ့အစည်းအသီးသီးရဲ့အခန်းကဏ္ဍတွေကိုကြည်ကြပြည့်မြတ်လည်လာတင်ပြထားမှုတွေစိန်ခေါ်မှုတွေနဲ့အကောင့်ထဲပေါ်ရမယ့်ချက်တွေပါဝင်တဲ့ ီလမ်းပြမြေပေါ်ဟာအမြဲရှင်သန်ပြောင်းလဲနေမယ်စာရန်တစောင်းဆိုလဲမမှားပါဘူး